မကွေးတိုင်းတောင်နှင်းကြီးမြို့နယ်မှာပါတီတွေရဲ့ကိုယ်စားလှယ်လောင်းမဲဆွယ်ဆိုင်ပုတ်တွေဖျက်ဆီးခံနေရတဲ့တဲ့ရင်ကိုတော့ခွန်ဘတာတင်ဆက်ပေးထားပါတယ်ရှင်မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှာပါတီကြီးတွေဖြစ်တဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကိုစလဲလောင်းတရဲ့မဲဆွယ်ဆိုင်ပုတ်တွေကိုဖျက်ဆီးခံရတာတွေရှိနေတာပါဒီကိစ္စကိုဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာမသိရသေးပေမဲ့ပါတီအသီးသီးကဥပဒေအရသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ကိုတန်ကြားထားကြပါတယ်ကျွန်တော်တို့ ီခိုင်မျိုးပါတီဆိုင်းဘုံကတော့အခုစီအောင်ကျွန်တော်နှစ်ခုပေါ့တစ်ခုကအင်းမင်းသာရွာမှာပေါ့ဒါမျိုးကျွန်တော်ကိုယ်တိုင်လောင်းနေရဲ့တပုံနေဘူးဒါခွဲခံနော်ဒီမျိုးပေါ်မှာကတော့ကျွန်တော်ဥပုသေးတောင်းကကျွန်တော်ကိုယ်တိုင်လောင်းနေရဲ့ဘွဲ့တစိတ်တွေဘွဲ့နံဘွဲ့တွေပေါ့ဘွဲ့တွေကိုကျွန်တော်၆လမလောက်တညီတဲ့ပရိဒါနဲ့ စားပဲအဲ့ဒါနှီးတာတွေ့ရပါတယ်ပြည်လန်းတဲ့ကျွန်တော်မြို့ပတ်လန်းတောင်းမှရှိရဖြစ်ရှာစမှာရှိရစမှုကိုကျွန်တော်တို့အဖြစ်စီးခံရတယ်ညဆိုတော့ခိုးပဲကိုယ်နဲ့ညတော့အဖြစ်ခံရရတယ်ခနေ့ကျွန်တော်အဲ့ကိစ္စကိုညနေကော်မရှင်ကိုလိမ့်မှုတက်ပြီးတော့ကျွန်တော်သွားပြီးတော့တိုင်တယ်မိတ်တူကိုကျွန်တော်သွားပို့တာညနေရေစခန်းစခန်းမှုရကျွန်တော်လိမ့်မှု မိတ်ပေးတယ်မြို့မှကျွန်တော်တို့မြို့မှရေစခန်းပြီးတော့ကျွန်တော်တို့မြို့နယ်ရေတပ်ဖွဲ့လို့လေတပ်ဖွဲ့မှုလေပြီးတယ်တပ်စစ်မှုလေကျွန်တော်မိတ်ပေးတယ်မြေသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစလဲလောင်ဦးအောင်ကျင်းညူကတော့အခုလိုဖြစ်တာဟာပါတီတဲ့အားမှတန်တရားတွေဖြစ်လာစေနိုင်တဲ့အကြောင်းမလူလာအတဲ့ပြဿနာတွေကိုမဖြစ်ဖို့ NLD ကပြည်သူတွေအတွက်ပန်ကြားလွှာတဆောင်ကိုလည်းထုတ်ပြန်ထားကြောင်းပြောပါတယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကကိုယ်စားလှယ်လောင်းဆိုင်ပုတ်တွေလည်းဖြည့်ဆည်းခံရပြီးပါတီရဲ့ဂုံတိတ်ခါအရာနဲ့နောက်လူတွေဆက်မလုပ်ဖို့မြို့နယ်ကော်မရှင်ကိုတိုင်ကြမယ်လို့ပြောပါတယ်။အဲလိုတိုင်တာတွေရောက်လာတဲ့သူကြတဲ့လုပ်ငန်းတစ်ခုအတွက်စားတဲ့ဆောင်ရောက်တိုင်းကျွန်တော်တို့ကခရိုင်ကိုတင်ပြပြီးတော့ခရိုင်ရဲ့လမ်းညွှန်မှုအရာဆောင်ရွက်ပါတယ်။ဒီလိုတင်လိုက်တဲ့အခါကျတော့ခရိုင်ကလည်းပဲဒီကိစ္စနဲ့ပတ်သက်လို့ကုမ္ပဏီရဲ့လုပ်ငန်းမပါပါဘူး။အဲတော့ရေစခန်းနဲ့ ဆက်ပြီးဆောင်ရွက်နိုင်ဖို့ပဲလက်ခင်ပေးလိုက်ပါကျွန်တော်လည်းအဲ့ဒီအတိုင်းပဲသူတို့ကိုပြောပြလိုက်ပါအခုလိုဖြစ်ရတာဟာဒီမိုကရေစီနုနယ်သေးတာရဲ့ရွေးကောက်ပွဲဥပဒေတွေကိုနားမလည်ကြသေးတာတွေကြောင့်ဖြစ်တယ်လို့ပြည်ခံပြောပါတီကိုယ်စားလှယ်လောင်းဦးတန်ဝင်းကပြောပါတယ်ချန်ပီယံနဲ့တောင်ပိုင်းဖဲခုံမြို့နယ်မှာလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေရဲ့ဆိုင်းဘုတ်တွေဖျက်ဆီးခံရတယ်လို့ ဖရပြည်နယ်ကတိုင်းရင်းသားပါတီကကိုယ်စားလှယ်လောင်းတေရဲ့မဲဆွယ်ဆိုင်ပုတ်တွေကိုလည်းဖျက်ဆီးခံရတာတွေရှိနေပါတယ်။ကျွန်တော်ခွန်ပါတာပါ။